။မကိုးတိုင်းမင်းလာမြို့နယ်တောင်ပြက်ရွာတကြီးရွာအနီးမှာဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်9ဦးဇွန်လ20ရက်မနေ့ပိုင်းမှာစစ်ကောင်စီတပ်ရဲ့ဖမ်းဆီးတပ်ဖြတ်တာကိုခံလိုက်ရတယ်လို့ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကသိရပါဗျ။ရန်ကုန်ပြည်လမ်းရှိစစ်ကွင်းတာဆောင်ရေကင်စခန်းကနေအင်အား400ခန်းနဲ့စစ်ကြောင်းထိုးထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်ဖို့စောင့်ဆိုင်နေချိန်ဖမ်းဆီးခံလိုက်ရတယ်လို့ဆိုပါတယ်။ကြာဆုံးသွားတဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာစစ်ကောင်စီစစ်ကြောင်းအလာကိုစောင့်နေချိန် စစ်ကြောင်းကနေရာစုံကဖြန့်တက်လာတာကြောင့်ပိတ်မိသွားရာကနေအရှင်ဖမ်းပြီးအသက်ခံလိုက်ရတာလို့အခြေအနေကိုသိရှိထားတဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကမြေလက်အတံကိုပြောပါရတယ်။တင်ဆုံးသူ9ဦးတွေက2ဦးရဲ့ရုပ်လောင်းတွေကိုဇွန်လ20ရက်နေ့နေ့ပိုင်းမှာကောက်ယူနိုင်ခဲ့ပေမဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကကင်းမုံတွေအထက်ထက်ချထားတာကြောင့်ကျန်တဲ့9လောင်းကိုဒီကနေ့ထိမယူနိုင်သေးဘူးလို့သူကဆက်ပြောပါရတယ်။တင်ဆုံးသူ9ဦးထဲမှာတာယာဝတီခရိုင်အမှတ်383ညာ3တည့်ရင်မှ4ဦး တရင်3ခု3ညတက်မှာတအူးပါဝင်ပြီးကြက်နှစ်ဦးကိုတော့ဘယ်တရင်ကလဲဆိုတာမသိရှိရဘူးလို့အထက်ပါတပ်ဖွဲ့ဝင်ကပြောပါတယ်။ပြီးခဲ့တဲ့ဇွန်လ16ရက်ကလည်းမင်းလာမျိုးနယ်စီအိုင်ချောင်းပေါက်ကြီးရွာနီးမှာတကြိမ်ရန်ကုန်ပြည်လမ်းပိုင်းရှိစစ်ကွင်းတာဆောင်ရေကင်းစခန်းကိုတကြိမ်နဲ့ရှမ်းတော်ကြီးရွာအနီးတကြိမ်စုစုပေါင်း3ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီဘက်မှဗိုလ်မှူးတအူးခရိုင်ရဲမှူးတအူးမြို့မှာရေစခန်းမှူးတအူးအပါအဝင်စစ်ကောင်စီတပ်သား20ဦးခန့်တေဆုံးခဲ့ပါတယ်။ အဆိုပါတိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်စီတပ်ကမေလာမြို့နယ်ကနေအုပ်ဖို့မြို့နယ်အထိရန်ကုန်ပြည်ကားလမ်းတစ်လျှောက်ကိုစစ်အင်အားတိုးချဲ့ချထားခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျာ။